ားလုံးမင်္ဂလာပါကျွန်တော်ချက်စီ4ရွက်နဲ့ပြန်လဲကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ EFN Cup Round 4မှာရှင်မြန်ကစားခဲ့တဲ့ဒါ Overhampton ကို4-3နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညူရိုနဲ့တူတူတာပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းနဲ့ပေါ့နော် So ချက်စီကတော့ဒါထုံးစံတိုင်းပဲပေါ့နော်အပြောင်းလဲအများကြီးနဲ့ပွက်ထွက်လာတယ်ဒါနည်းနီပြမာစကာရဲ့အကြိုက်ပဲပေါ့နော်ဆိုတော့အသက်ကြီးဆုံးကစားသမားဆိုလို့တိုစင်တယောက်ပဲပါဝင်ခဲ့တယ်ချန်နယ်ကစားသမားတွေကအသက်23နှစ်အောက်ကစားသမားတွေပဲ ဖြစ်နေရယ်ပေါ့နော်ဆိုတော့အထူးသဖြင့်ဒါတိုက်စစ်မှာဆိုရင်တကယ်လူငယ်ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အခင်ချင်းကိုပွက်ထွက်လာတယ်ဆိုတော့ဒီမြင်ကွင်းကိုမြင်ရတော့မနှမ်းပြိုးရင်တော့အော်ဘယ်လိုပြောမလဲအားရစရာကြီးပေါ့နော်ဆင်းလူရှားစရာကြီးဖြစ်တယ်ဟိုနောက်9နှစ်6နှစ်9နှစ်အာဒါမျိုးအထိကျွန်တော်တို့ဒီကစားသမားတွေရှိနေဦးမယ်ဆိုရင်ဘယ်လောက်များတောက်ပနေမလဲဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဆိုတော့တတိထမိလာတော့မတည်ဘူးပေါ့နော်ညီကိုတို့အနေနဲ့ဟို ဒီလူငယ်တွေကဒါသူတို့ကြည်တဲ့ပွဲထုတ်လာတယ်ဆိုရင်ဘယ်ပဲခြေစွမ်းပြတတ်ကြတယ်ဗောနော်ဒါအခြေဆက်အမိမိကစားတတ်ကြတယ်ဆိုတော့အကြောက်ရွံ့ကင်ကင်ကစားပြတယ်ဗောနော်ဆိုတော့ဒါတွေကပဲနိုင်ပွဲတွေကို ပေါ်ဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပြီးခဲ့တဲ့ဒီ agent နဲ့ပွဲမှာဆိုရင်လည်းဒီလူငယ်တွေနဲ့ပဲပွဲထွက်လာပြီးတော့ဒါအကောင်ဆုံးခြေစွမ်းပြပြီးအနိုင်ယူသွားရတယ်ဆိုတော့ဒီကထိတာမထိတာကတပိုင်းပေါ့နော်သူတို့အနေနဲ့အခြေစက်မိမိကစားနိုင်တာကတပိုင်းဖြစ်တယ်ပေါ့နော်ခြေစွမ်းပြခဲ့တာကတပိုင်းဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေတွေကအများကြီးပဲလို့ပြောလို့ရတယ်ပေါ့နော်အထူးသဖြင့်ဒါကစားသမားတွေအပေါင်းလက္ခဏာဆောင်တဲ့အခြေအနေမျိုးတွေအများကြီးတွေးရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်ကစ်တန်က ပွဲထွက်လာတယ်ဆိုတော့ပွဲထွက်လာတဲ့လျောက်ခြေစွမ်းကောင်းကောင်းပြခဲ့တယ်ပေါ့နော်သူအနေနဲ့ဒီဟာဒီမှာပွဲထွက်ခွင့်ရတာနှစ်ပွဲရှိတယ်ပေါ့နော် agent နဲ့ champion league ပွဲစဉ်မှာတစ်ပွဲဒီနေ့ပွဲမှာတစ်ပွဲနှစ်ပွဲသလုံးအကောင်းဆုံးခြေစွမ်းပြတယ်အဲ့ဒါ agent နဲ့ပွဲမှာဆိုရင် champion league ပွဲဥဒ်မှာ မောင်းတမက်ဆူရတယ်ပေါ့နော်ဒီလိုပေါ်မှာဆိုရင်လည်းနှစ်ကိုဖန်တီးပြီးတော့ကိုသွင်းသွားတာကိုတွေးရတယ်သွင်းသွားတဲ့ကိုမှာဆိုရင်လည်းတကယ်ကို quality ကိုဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်တို့မထင်မှတ်ထားတဲ့နေရာကနေပြီးတော့ပဲကျွန်တော်ကန်သွင်းသွားတာဖြစ်တယ်ကိုသမားနေလည်းဘာမှကိုမတက်နိုင်ဘူးဆိုတော့အဲ့ဒီကိုကျွန်တော်မျက်စိထဲမှာလက်ရှိချိန်ထိမြင်နေတော့မဲပေါ့နော်တူလှတဲ့ကိုလို့ပြောလို့ရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲဖန်တီးသွားတဲ့အကူမှာဆိုရင်လေဒါတိုင်ရချော့ပိတ်သွင်းသွားတဲ့ကိုတက်ပင်လေးပဲပိတ်သွင်းသွားစရာလိုတာဗျသူ့အနေနဲ့အကောင်းဆုံး ဖန်တီးခဲ့တယ်ဆိုတော့ဒီကမ္ဘာရဲ့အတကြကဘာလဲဆိုတော့ face အရင်ကောင်းနေပေါ့နော်ဘလုံးကင်ထဲကနေပြီးတော့ချက်ချင်းဆွတ်ထွက်ပြီးတဲ့အခါမှာတစ်ဖက်နောက်တန်းကြီးကဖေဖိုဖေဖြစ်တယ်ပေါ့နော်တော်တော်လေးကိုကောင်းတဲ့ face တစ်ခုကိုပိုင်ဆိုင်ထားတယ်ဆိုတော့အားနေချက်ကဘာလဲဆိုတော့ tight speed တွေချောင်းမှာတော့သူအလုတ်လုတာတော်တော်အားနေတယ်ပေါ့နော်ဟို speed ချိန်ကြီးမရဘူးဆိုရင်သူ့အနေနဲ့အလုတ်လုတာခက်ခဲရှိတယ်ဒါကြောင့်မို့တာ premier league မှာတိတ်ပြီးတော့အခြေစုံမပြတာလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟိုတဖြည်းဖြည်းနဲ့တော့ဟို ခြေစွမ်းကတက်လာပြီလို့ပြောလို့ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒီကစားသမားရဲ့ဟိုတင်ယူလို့စိတ်နဲ့ပဲနောက်ပိုင်းမှာရှေ့ဆက်မယ်ဆိုရင်ပို့ပြီးတော့ဟိုကောင်းလာမယ်အနေအထားမျိုးတွေမြင်ရပြီဆိုတော့တေချာပေါင်းတောက်ပလာမယ်လို့တော့ကျွန်တော်မြင်နေတယ်ပေါ့နော်ပြောရရင်တော့ဒါအများကြီးမျှော်လင့်ကျင်သေးတဲ့ကစားသမားဆိုရင်လည်းကင်တန်လည်းပါဝင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်အနေနဲ့ဆိုရင်တော့ဒါ ST ဘောင်ကိုကြည့်ရမှာဖြစ်တယ်ပေါ့နော် ST ဘောင်ကိုမြင်ရတော့အော်အစစ်ချမ်းသာဆုံးပဲလို့ပြောလို့ရတယ်ပေါ့နော်ဟိုဒီကစားသမားကဟိုပါဝင်နေပွဲတိုင်းပွဲတိုင်း ိုရသည်ဖြစ်စေမရသည်ဖြစ်စေသူ့ရဲ့ကစားပွဲကိုကြည့်နေရတာကိုကဟိုကျွန်တော်တို့ဟိုပျော်ရွှင်စေတယ်ဆိုတော့ပြောရမလဲအမှုပညာမြောက်တဲ့အဲကစားပွဲကိုသူ့စီကနေပြီးတော့မြင်ရတယ်ပေါ့နော်ကျွန်တော်တို့တိမဆိုရင်အရင်ကဒီအီဒင်ဟာဇက်ကဒီလိုမျိုးဖြောပြမှုကိုပေးတယ်ပေါ့နော်ဟိုနောက်ပိုင်းမှာတော့ဒါကိုပါမကဒီလိုမျိုးဖြောပြမှုကိုပေးပြီးတဲ့နောက်မှာ ST ဘောင်ကထပ်ပြီးတော့တိုးလာတယ်ပေါ့နော်ဆိုတော့ကိုပါမပါလာမယ်ဆိုရင်ဘလို့ဖြစ်လာမလဲဆိုတော့စိတ်ကန်စားချက်လည်းရှိတယ်ပေါ့နော်ဒီကစားပွဲနှစ်ယောက်သာတွဲလိုက်မယ်ဆိုရင်တို့ ဟိုပွဲရဲ့ဘယ်လိုလဲရက်တာကိုကောင်းကောင်းခံစားရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုပေါ်မှာသာသွင်းသွားတဲ့ကိုမှဆိုရင်လည်းတကယ် quality ကိုလို့ပြောလို့ရတယ်သူရဲ့အာရင်းချက်မှုကိုမြင်ရတယ်တည်ငြိမ်မှုကိုမြင်ရတယ်ပြီးတော့အဆုံးသက်ကန်ချက်ပေါ့နော်ဟိုဘာမကိုပြောတယ်မရှိတော့အောင်ကောင်းတယ်ပေါ့နော်ဆိုတော့မာရစကာနီနဲ့အဒီဂတ်မားကိုတော့ပိုးမွေးသလိုမွေးထားတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီဂတ်မားထည့်မယ်ဆိုရင်ဘယ်လောက်ထိခြေသွမ်းပြမလဲဆိုတာဟိုသိပေမဲ့လည်းမထည့်ဘူးပေါ့နော် ဆိုတော့လိုအပ်တဲ့အချိန်မှာလိုအပ်သလိုလေးထည့်ပြီးတော့အသုံးပြုတယ်ဆိုတော့ဒီဂျင်တွေကနေပြောပြိုင်ပွဲအရရမှာအသားကျလာပြီးတော့ဘယ်လိုပြောမလဲဟိုနောက်ပိုင်းမှာထွန်းတောက်လာမယ့်အနေအထားမျိုးကိုမြင်ရတယ်ဗောနော်ဒါတော့မာရစကာရဲ့ဂယူဆိုင်မှုကိုမြင်ရတယ်ဟိုမာရစကာနေနဲ့ဒီလိုမျိုးအသုံးပြုမယ်ဆိုရင်ဒီဟမ်မာကအဆင်ပြေနိုင်တဲ့အနေအထားမျိုးဆိုတာသိရယ်ဗောနော်ဆိုတော့ပြောချင်တာကဒီဟမ်မာလေးကိုတောက်လျှောက်ဆိုလို့တုံးလိုက်မယ်ဆိုရင်အကျွန်တော်အနေနဲ့ဒင်ယာရသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ် ဘရာဇီးကမားတွေအကျင့်တိုင်းပဲပေါ့နော်ဘရာဇီးကမားတွေကဒဏ်ရာရလွယ်တယ်အာသူတို့ရဲ့ဘယ်ပြောမလဲ individual skill အရာအာထူပေါင်းမှုတွေအများကြီးလုပ်တတ်တဲ့ဟိုကစားသမားမျိုးတွေ traveling အရန်လုပ်တဲ့ကစားသမားမျိုးတွေဖြစ်တာကြောင့်မို့ဟိုထိခိုက်ဒဏ်ရာအရန်များတတ်တယ်ပေါ့နော်ဒါကြောင့်မို့လီယာမာရစကာကတော့ဒီအမားရဲ့ကြံ့ခိုင်မှုနဲ့ကစားပုံနဲ့နှိုင်းရှင်ပြီးတော့ပြောပြောမလဲ analyze လုပ်ပြီးတော့သူ့ကိုအခြေအနေကြည့်ပြီးတော့သုံးနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဘက်မှာဆိုရင်ရဲ့သူ့ရဲ့ကစားပုံကိုကြည့်အောင်ကျွန်တော်တို့တော်တော်ကိုပျော်ရွှင်စရာတစ်ခုဖြစ်တယ်ပေါ့နော် တကယ်လို့ဒါအသားကျလာပြီးပြောမလဲ experience လည်းရတဲ့လောက်ရလာပြီဆိုရင်တော့ဒါ Chelsea ရဲ့ဒါ first line နဲ့အဖြစ်မြင်ရမယ့်ကစားသမားဆိုရင်ဒါ SC ဘောင်ကိုပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကတော့ဒါ Academy ကစားသမားလေး Joe ပေါ့နော် Tyree Joe ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကူရောမြင်မိလာတော့မသေးဘူးပေါ့နော်သူပါဝင်နေပွဲတိုင်းမှာဒီကမကတခုမတခုတော့လုတ်ပြားတတ်တယ်ပေါ့နော်ဟိုသူမှာကိုလက်ရှိတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တိုက်စစ်မူတာမက်ကီယူတဲ့တောင်မှာတာတဲ့အနေထားမျိုးလို့ပြောလို့ ရတယ်ပေါ့နော်ဆိုတော့လောအားနှုံတော့ကောင်းကျင်မှာကောင်းလိမ့်မယ်ဒါပေမဲ့ positioning ယူတာတွေတော်တော်ကောင်းတယ်ပေါ့နော်ဒီ goal area ထိပ်မှာဆိုရင် right position မှာရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်သူက goal တွင်းတက်တယ် goal ဖန်တီးမှုတွေလုပ်တတ်တယ်ပေါ့နော်ဆိုတော့ဒီအနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းသူအနေနဲ့အကောင်းဆုံးဒါတပင် goal ဆိုပေမဲ့အော်အကောင်းဆုံးနေရာယူပြီးတော့ပိတ်သွင်းသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဘက်ကကီတန်ချိုးလာတဲ့အလုံးကိုဒါတပင်လေးပဲပိတ်သွားတယ်ဆိုတော့တပင်လေးပဲပိတ်သွားလို့ဒါ မချီချူအောင်လားဆိုမဟုတ်ဒီလိုမျိုးတပင်ပိတ်နိုင်မှုဆိုတာကနေရာယူကိုတော်တော်မှန်မှအဆင်ပြေမဲ့အနေအထားမျိုးပေါ့နော်ဆိုတော့သူ့အနေနဲ့နေရာယူကောင်းလို့ပိတ်သွင်းသွားတာလည်းတကယ်ကိုအမှားပဲမရှိအေးပိတ်သွင်းသွားတယ်ပေါ့နော်ဆိုတော့ဘယ်နေရာမှာပဲထားတာအကောင်းဆုံးစူးစားပြကစားတာကိုတော့မြင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လဲနီးပြမှာစကားကကြိုက်တယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့က ဟိုဘလောက်ပဲဝေဖန်ဝေဖန်ဒီဘက်မှာစကားကတော့ဒီကံမလေးကိုဒါမက်ဂီယူတဲ့ဆိုင်ပို့ပြီးတော့ကြိုက်တယ်ပို့ပြီးတော့ prefer ဖြစ်တဲ့ပုံစံမျိုးတော့တွေးရတယ်ပေါ့နော်ဆိုတော့ဒီနေ့ဘက်မှာဆိုရင်ဒါကွင်းလင်းမှာလည်းအဆင်ပြေခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လာဗီယာကတော့ပုံမှန်ခြေစွမ်းပဲဖြစ်ပေမဲ့အရီဆန်တိုကတော့တပွဲလုံးတိုင်းတာရအကောင်းဆုံးကစားပြနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့သူလိုအပ်နေတာက experience ဖြစ်တယ်ပေါ့နော်ဒါအသင်းပေါ်တွင်လည်းချိတ်ဆက်ကစားတဲ့နေရာမှာလည်းအရင်ကြီးမဆိုးတဲ့အနေအထားမျိုးဖြစ်တယ်ကိုတက်သွင်းတဲ့လို့ defensive action လည်း ကောင်းတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဟို experience ဟိုဘယ်လိုပြောမလဲရလာပြီဆိုရင်တော့ဒီကမ္ဘာကလည်းအကူလိုရတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာပြောစရာရှိချင်တာကဘာလဲဆိုတော့နောက်တန်းပဲပေါ့နော်ဟောကျွန်တော်တို့ဒီတူစင်ကိုပြောရမယ်လို့တော့ထင်တာပဲတူစင်ကဘယ်လိုပြောမလဲဒီလူငယ်တွေချားမှာကြီးပေါ်ကြီးဖြစ်နေတယ်ပေါ့နော်သူအနေနဲ့အကောင်းဆုံးခြေစွမ်းပြားမယ်အနေအထားမျိုးဥဆောင်ရမယ်အနေအထားမျိုးမှာသူကဟိုဘယ်လိုပြောမလဲပုံမှန်ခြေစွမ်းအောင်ရောက်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ တရားမောက်ပင်နီယာကိုအကူလို့အကူအမှန်တော့မသိတဲ့အနေအထားမျိုးဖြစ်သွားပြီပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်အစ်မဥဆောင်မဲ့ကတော်မှာဆိုလို့လပိုင်းကိုဝဲပြင်သူပဲရှိတဲ့အနေအထားမျိုးဆိုတော့လပိုင်းကိုဝဲဟိုတော့မှဒါသူကဥဆောင်မဲ့အနေအထားမျိုးဒါပေမဲ့သူမလုပ်ပြနိုင်ဘူးဆိုတော့တော်တော်ဆိုးတဲ့အခြေအနေလို့ပြောရမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်အနေနဲ့အာဒီဇန်နဝါရီပြောင်းရွှေ့မှာတော့နောက်တန်းတယောက်လိုကိုလိုတယ်လို့ကျွန်တော်ကတော့မြင်တယ်။အဲဆိုတော့မဝယ်ဘူးဆိုတော့ဒီနောက်တန်းနေနဲ့ဟိုတရားစီလုံးရှင်းဆက်ဖို့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့ အထင်မြင်မိရပေါ့နော်။ဘာလို့ပြောချင်တာကတော့အသင်းရဲ့စီကံပိုင်းပဲပေါ့နော်။အတော်လေးကိုဖျော်ဖျဲဖြစ်နေတာကိုမြင်ရတယ်။ဆိုဒီနေ့ဘောမှာဆိုရင်လီယန်ဒီလက်ကအနီထိသွားတယ်ပေါ့နော်ဆိုတော့သူအနေနဲ့ပထမအာတဝါဟိုမပြောလို့ပဲမြတ်ဒုတိယတဝါကတော့မဖြစ်သင့်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်အော်နီဗျာမာစကာကဒီနီလန်ဒီလက်နီးွားတဲ့အခါမှာကွင်းမင်းမှာချိန်မောင်းစုဘူးလဲဆိုပြီးတော့ ဟိုတွေးရတယ်ပွက်ပြီးတဲ့ခါမှာလည်းဒီနီကက်ကထိုက်တန်တယ်ပေါ့နော်ဆက်ဖို့လည်းကောင်းတယ်ဆိုပြီးနီးပါမလားစကာကပြောသွားတယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ဒီ Nordic Forest နဲ့အပွဲစဉ်ကဘယ်လိုပြောမလဲမာလိုကဆိုရဲ့အနေအားလည်းမဖြစ်သင့်ဘူးလို့သူထောက်ပြသွားတာရှိရပေါ့နော်ဒီနေ့ပွဲမှာဆိုရင်လည်းအာဒီနီကမဖြစ်သင့်ဘူးပေါ့နော်ထိုက်တန်တဲ့နီကက်ဖယ်လို့ပြောသွားတယ်ပေါ့နော်ဆိုတော့ ဒီစီကမိုင်းအားနည်းမှုနဲ့ပတ်သက်ပြီးတော့လည်းဒါ FA ကနေပြီးတော့ဒါအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကနေပြီးတော့အရှင်ယူဖို့စဉ်းစားနေတယ်ဆိုပြီးတော့လည်းတွေးရတယ်ပေါ့နော်ကျွန်တော်အနေနဲ့တရားစီမှာကိုးပွဲပေါ့နော်ပြိုင်ပွဲဆိုတော့တော်တော်များနေပေါ့နော်ဆိုတော့အဲ့လိုကစားတဲ့အခြေအနေမျိုးမှာနောက်ဆုံးအရှင်မြန်ခဲ့တဲ့ပွဲစဉ်တွေမှာအနီကက6ကတ်ပေါ့နော်နေပြပါဝင်အနီကက6ကတ်လောက်ရှိတဲ့အနေအထားမျိုးမှာစီကမိုင်းအာမနေဘူးလို့ကျွန်တော်ဘလို့များဖာထီးပြီးတော့ပြောနိုင်ပါလေပေါ့နော်မှန်ပြောရင်ဒါစီကမိုင်းကတော်တော်အားနည်းနေပြီ ပြောလို့ရတယ်ဆိုတော့နီဗျာမာဒစ်ကာအနေနဲ့ဘလိုပြုပြင်ပြောင်းလဲမလဲပေါ့နော်ကစားသမားတွေရဲ့ mindset ထဲမှာဘလိုအရာမျိုးတွေလိုက်ထည့်ပြီးတော့ဒီ CMI ဟိုပြုပြင်ပြောင်းလဲမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေပွဲကနိုင်လိုက်ပြီဆိုတော့ quarter final ကိုတက်သွားပြီပေါ့နော်16ဒင်းဆင်းရနေလို့ quarter final ကိုတက်သွားပြီ quarter final နေမှာဆိုရင်လည်းတစ်ဖက်က ကာရီစီးတီးနဲ့ရှင်ပြန်ရတယ်ပေါ့နော်ဆိုတော့ပြောရရင်ချက်စီးကဒီလိုမျိုးပလာပွဲတွေမှာတော့ကံကောင်းတတ်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ပြီးခဲ့တဲ့ကလဝါကပ်မှာဆိုရင်လည်းသူ့အနေနဲ့ဟိုအရင်ကြီးမခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ဒါတောက်လျှောက်ဆိုလို့တွေးခဲ့ရတာမျိုးတွေတွေးခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ EFN ကမှာဆိုရင်လည်းလက်ရှိကာရီစီးတီးနဲ့ကွာတာဖိုင်နယ်မှာလာတွေ့တယ်ဆိုတော့ semi final တက်ဖို့တော့ကတော့တေချာသလောက်ဖြစ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အဲထိုက်တဲ့နိုင်ပွဲပေါ့နော် အာကျွန်တော်အနေနဲ့လောချက်တွေရှိနေသေးပေမဲ့လည်းနိုင်ငံတစ်ခုရလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပျော်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်ဆိုတော့ညီကတို့ကဘယ်လိုမြင်လဲပေါ့နော်ဒါဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ညီကတို့အမြင်လေးတွေခံစားချက်လေးတွေပြောသွားကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြန်မှပြန်တွေ့ပါမယ်